ားခြင်းတို့နားထောင်ကြ။ငါရဲ့လေးချိန်မြောက်ပင်လယ်ခီးစဉ်ကိုငါပြောပြမည်။မနေ့ကငါပြောခဲ့သလိုပဲငါဟာ၃ချိန်မြောက်ပင်လယ်ခီးထွက်ခဲ့ပြီးသည့်နောက်ငါအိမ်ကို ချောမောစွာပြန်ရောက်လာပြီ။ငါဟာအင်မတီအင်မတန်ချမ်းချမ်းသာသာနဲ့စီးစိမ်ခံပြီးနေခဲ့သည်။အဲ့ဒီလိုနေနေရင်းမှာပဲခီးတဲ့တစုတီငါအိမ်ကိုရောက်လာပြီးငါကိုခီးသွားဖို့လာဆွဲကြပြန်သည် ဒီတော့ငါလဲလူတို့ထုံးစံအတိုင်းပဲအေးအေးဆေးဆေးမနေခြင်းပဲနဲ့ကဘာရဲ့ရက်ကိုရှောက်လဲလူမျိုးမျိုးနဲ့ဆက်ဆံပြီးစီးပွားရှာခြင်းသည့်စိတ်တွေ ပေါ်လာပြန်သည်အဲ့တဟာနဲ့ငါလဲငါ့ကိုလာဆွဲသည့်ကုံတွေတွေစကားနားထောင်ပြီးလေးချိန်မြောက်ခီးထွက်ဖို့ဆုံးဖြတ်လိုက်သည်ပြီးတော့ငါဟာဝယ်တဲ့ဝယ်ရာ ကုံတွေကိုဝယ်ပြီးဘတ်တော်လာမျိုးကိုထွက်ခဲ့သည်ဒီတခါငါဝယ်သွားသည့်ကုံတွေဟာအလင်းအလင်းကဝယ်သွားသည့်ကုံတွေထက်တောင်များသေးသည် ဘတော်လာမျိုးကိုရောက်တော့ငါဟာအလာရှင်ရဲ့ဂယုနာတော်ကိုယုံကြည်ပြီးတင်မောနဲ့ခရီးထွက်ခဲ့သည်အဲ့ဒါလို့နဲ့ငါတို့တင်မောဟာဘေးမတည်ရံမခပဲတစ်မျိုးဝင်တစ်မျိုးထွက်နဲ့ခရီးတော်ရောက်လာခဲ့သည်အဲ့ဒီလိုနေတော့မှတနေ့တော့လေပြင်းကြီးတိုက်ပြီးပင်လယ်လိုင်းတွေဟာကြောက်ခမန်းလန့်ခမန်းအလွန်ကျန်းလာသည်အဲ့တဟာနဲ့ပဲငါတို့တင်မောကပီတန်ကတင်မောမောက်မသွားအောင်လို့ရေလဲကောင်မှာကြောက်ချပြီးတင်မောကိုစိုက်ထားသည် ဲ့ဒီအခါမှာငါတို့လည်းအလားရှင်ကိုပဲတပြီးနေကြရသည်အဲ့ဒီလိုနေတော့မှလေကပြင်းတီထက်ပြင်းလာတဟာနဲ့နောက်ဆုံးကြတော့ငါတို့တင်းမောဟာရွက်တွေပြက်ပြီးရွက်တိုင်တွေကျိုးကုန်သည်နောက်ပြီးကြောက်ကျိုးပါပြက်ပြီးတင်းမောဟာတခါရဲမှောက်သွားသည်ဒီတော့ငါတို့အားလုံးလူရောကုံရောအကုန်လုံးပင်လေတဲ့လွင့်ကြကုန်ကြသည်အတဟာနဲ့ငါတို့ဟာအသက်ပေးမှချမ်းသာရရအောင်တတ်နိုင်သမျှစူးစမ်းပြီးကူးကြသည် အဲ့ဒါလို့ကူရင်နဲ့နေတဝက်လောက်ကုံသွားတော့အလာရှင်ရဲ့ကျေးဇူးတော်နဲ့တင်းမောပြည့်ရာကပြင်ပြားတစ်ခုမျောလာတဟာကို တွေ့သည်အဲ့တဟာနဲ့ငါလဲကြပြကြရာပြင်ပြားပေါ်ကိုတွေ့တက်လိုက်သည်အဲ့ဒီအခါမှာ တခြားငါလိုရေကူးနေကြသူတွေလည်းဝိုင်းပြီးတက်ကြသည်ပြီးတော့ငါတို့တွေဝိုင်းပြီးခြေထောက်များနဲ့ပြင်ပြားကြီးကိုလှော်ကြသည်အဲ့ဒီလိုပြင်ပြားစီးပြီးလှော်နေကြတာဟာတနေ့နဲ့တညကြာသွားသည် အတဟာနဲ့နောက်ဆုံးကြတော့လေကလေးကလည်းကူတိုက်ပေးတဟာနဲ့ငါတို့ဟာကျွန်းတကျွန်းကိုရောက်သွားသည်ကျွန်းပေါ်ကြတော့ငါတို့ဟာအဆောင်နဲ့ရေငန်းနဲ့ပင်ပန်းပြီးမသေးယုံတမဲပဲကြံကြသည်အတဟာနဲ့ငါတို့ဟာဆာဆာလောင်လောင်နဲ့ကျွန်းပေါ်မှာရှိသည့်တတိတရွက်တွေကိုရှာစားကြသည်ပြီးတော့မောတဟာနဲ့ကန်းနာမြေပြင်ပေါ်မှာငါတို့လဲပြီးအိတ်လိုက်ကြသည်မနက်မိုးလင်းတော့ငါတို့ဟာအိယာကထိုက်ပြီးတကျွန်းလုံးကိုရှောက်ကြည့်သည် အဲ့တဟာနဲ့နောက်ဆုံးကြတော့ခလန်းလန်းမှာအိမ်တဆောင်မြင်ရသည်ဒီတော့ငါတို့ဟာအာရဝန်းတာနဲ့အဲ့ဒီအိမ်ရှိရာကိုရှေ့ရှုသွားကြသည်အဲ့ဒီအိမ်တကားဝငါတို့ရောက်သွားတော့လာလာဘာမှမပြောပါနဲ့တော့အိမ်ထဲကအဝိမဝတ်သည့်လူရိုင်းတွေပြေးထွက်လာပြီးဘာမပြောညာမပြောနဲ့ငါတို့ကိုဝိုင်းဖန်ပြီးသူတို့ရှင်ဘရင်စီကိုခေါ်သွားကြသည် သူတို့ရှင်ဘရင်စီရောက်သွားတော့သူတို့ရှင်ဘရင်ကငါတို့ကိုလက်ပြချေပြလုပ်ပြီးအထိုင်ခိုင်းသည် ပြီးတော့ငါတို့ကိုစားပွဲတောက်ပွဲတွေလာပေးသည်ဘလိုဟာမျိုးတွေမှန်းလဲမသိဘူးငါဖြစ်အဲ့ဒီလိုဟာမျိုးတစ်ခါမှမမြင်ဘူးအဲ့ဒီတော့ငါနှစ်ပါသည့်အဖော်တွေကငပြက်နေသည့်အတွက်ခြာပေးသည်မအစားအစာတွေကိုလွေလွေပြီးစားကြသည်ငါကတော့ယွန်းတဟာနှစ်ဘာမှမစားဘူးအဲ့ဒါလိုမစားတဟာလဲအလာရှင်ရဲ့ကျေးဇူးပဲအဲ့ဒီတော့ကသာငါဟာငါဖော်ရီလို စားလိုက်မိပြီဆိုရင်ငါဟာဒီနေ့ထိအောင် အသက်ရှင်နေတော့မှာမဟုတ်ဘူး ငါဖော်တွေဟာ လူရင်းတွေကျွေးတဟာကိုစားလိုက်မိတဟာနဲ့ကြပြိုင်နဲ့လူကောင်းစိတ်ပြောက်သွားပြီးလူရင်းတွေကျွေးသမျှကိုစင်တိုက်ဆက်ဆက်ပြီးတစားရဲစားနေကြသည်အဲ့ဒီအခါမှာလူရင်းတွေက အုံးရီကိုထတ်တိုက်ကြသည်ငါဖော်တွေဟာအုံးရီကိုတောက်ပြီးသည့်အခါ အလင်းက စားတဟာထက်ပိုပြီးစားကြပြန်သည်ဒီတော့ငါလဲငါဖော်တွေအတွက်စိတ်မကောင်းဖြစ်မိသည်တဟာတွင်မကသေးဘူးငါအတွက်လဲငါစိတ်ပူတဟာပါပဲ အဲ့တဟာနဲ့ငါလဲငါ့အဖော်တွေရဲ့အခြေအနေကိုအตาကလေးဆောင်းပါးရိတ်ချီကြည့်နေသည်လူရိုင်းတွေကိုလည်းကြောက်ရသေးတဟာကိုနောက်ဆုံးကြတော့ဒီလူရိုင်းတွေဟာမာဂီလို့ခေါ်သည့်လူသားစားလူရိုင်းတွေ ဖြစ်နေတဟာကိုငါတွေ့ရသည်ပြီးတော့အဲ့ဒီလူရိုင်းတွေဟာသူတို့စီရောက်လာသည်မြလူတွေကိုအဲ့ဒီလိုပဲသူတို့အစာတွေကိုကျွေးသူတို့အုံးရည်တွေကို တိုက်ပြီးဝါဖြိုးလာသည့်အခါမှာလယ်လီးတက်ပြီးသူတို့ရှင်ဘီရင်ကိုกินပြီးကျွေးကြသည် သူတို့ကိုယ်တိုင်ကတော့လူသားကို မီးတောင်ကင်မနေဘူး။သွေးရဲရဲတန်ရဲရဲနဲ့အစိမ့်လိုက်ပဲစားကြသည်။အဲ့ဒီတော့ငါလဲငါဖော်ရီအတွက်ရောငါအတွက်ရောအများကြီးစိတ်မကောင်းဖြစ်သည်။အဲ့ဒီလိုလူရိုင်းတွေကြွေးသည့်အစာကိုစားပြီးသည့်အချိန်ကစပြီးငါဖော်ရီဟာလူစိတ်ပျောက်ကုန်ကြသည်။အတဟာနဲ့ငါဖော်တွေကို လူရိုင်းတယောက်ကနေ့စဉ်နေ့စဉ်နွားများကျွဲများចောင်းတယ်လို့စကြက်ထဲမောင်းမောင်းသွားပြီးចောင်းသည် နာဖော်တွေဟာနွားတွေကျွဲတွေလိုဟိုးလျှောက်စားသည့်လျှောက်စားစားသည့်အခါစားကြပြီးစစ်ပင်ရေးတွေ့သည့်အခါလဲနွားများကျွဲများလိုပဲဝုတ်ဝတ်ပြီးအိတ်လိုက်ကြနဲ့နေရဲနည်းနည်းကြသည့်အခါမှာဝါဖီးလာကြသည်အဲ့ဒီအခါမှာငါတော့ဖြစ် စိတ်ကလည်းမကောင်းကြောက်ကလည်းကြောက်တဟာနဲ့ဘာမှမစားနိုင်တော့ပဲတနေ့တခြားပိန်ပိန်လာသည် နောက်ဆုံးကြတော့ငါဟာအယိုးပေါ်အရေးတင်ထားသလိုဖြစ်နေသည်ဒီတော့လူရိုင်းတွေကငါ့ကိုဂယုမဆိုင်ကြတော့ဘူး အဲ့ဒါလို့ဖြစ်တဟာလေတနည်းတော့ငါဟာကံကောင်းတဟာပဲအဲ့တဟာနဲ့လူရိုင်းတွေကငါ့ကိုလစ်လူပြူထားတော့ငါလည်းအตาကလေးလစ်ပြီးသူတို့နဲ့ဝေးသည့်ပင်လေကန်းချေကိုထွက်လာခဲ့သည်ပင်လေကန်းချေရောက်သွားတော့အဖိုးကြီးတို့တယောက်ဘေးကရေရေဝိုင်းနေသည့်ကုန်းမြင့်မြင့်တစ်ခုပေါ်မှာထိုင်နေတဟာကို တွေ့သည်အဲ့တဟာနဲ့ငါကအဲ့ဒီအဖိုးကြီးအိုကိုတည်တည်ချာချာကြည့်တော့တခြားသူမဟုတ်ပဲငါ့ဖော်တွေကိုငွားလိုလှောက်ချောင်းနေသည်သူဖြစ်တဟာကိုတွေ့ရသည် ူကလည်းငါ့ကိုမြင်လီမြင်ချင်းငါဟာငါ့ဖော်ရီလိုသူယူစိတ်ပေါ့မသွားပဲမိမွေးတိုင်းဖောက်မွေးတိုင်းစိတ်ကောင်းသူဖြစ်မှန်းကိုသိသည်အဲ့တဟာနဲ့ဖိုးကြီးအိုကအဝေးကလက်နဲ့လှမ်းပြပြီးငါ့ကိုညာဘက်ချိုးသည့်လမ်းကိုသွားဖို့အချက်ပြသည်အဲ့ဒီညာဘက်သွားသည့်လမ်းဟာကမင်းလမ်းမကြီးဖြစ်သည်ငါလည်းအဖိုးကြီးအချက်ပေးသည့်အတိုင်းညာဘက်လမ်းကိုချိုးလိုက်သည်ပြီးတော့ငါဟာတခါတည်းခြေကုန်တုပ်ပြေးသည် အဲ့တဟာနဲ့အဖိုးဘိုကြီးကိုမမြင်နိုင်သည့်နေရာစီရောက်သွားတော့မိုးချုပ်စာပြူလာသည်ပြီးတော့အဲ့ဒီနေရာမှာပဲငါထိုင်ပြီးအိတ်ကြီးစိတ်ကူးသည်တဟာပေမဲ့ကြောက်စိတ်ငုံနေတဟာကြောင့်အိတ်လို့မရဘူးအဲ့တဟာနဲ့တကောင်လောက်ကြတော့တခါဆက်ပြီးသွားပြန်သည်အဲ့တဟာနဲ့ပဲမိုးလင်းရောအဲ့ဒီနာတဝိုက်ကလည်းအင်မတန်သာယာသည်ငါလည်းစာတဟာနဲ့တွေ့သည်မသတိတရွတ်တွေကိုကူစားသည်ပြီးတော့အဲ့ဒီနေ့နေရောညပါဆက်ပြီးသွားသည် မနှက်လင်းတော့အရင်ကလိုပဲတွေ့ရတည့်ရွက်တို့မြက်တို့ကိုပဲငါစားသည်ပြီးတော့ခုနှစ်နှစ်နဲ့ခုနှစ်ညမနာပဲဆက်ပြီးသွားသည် ရှေးရမြောင်နေကြတော့ခလန်းလန်းမှာအရာဝတ္ထုတစ်ခုကိုတွေ့သည်အဲ့တဟာနဲ့ငါလည်းအဲ့ဒီအရာဝတ္ထုရှိရာကို ရှေးရှုပြီးသွားသည်အနားရောက်တော့မြုပ်ကောင်းစိတ်ကောက်နေကြသည့်လူတစုဖြစ်နေတဟာကို တွေ့ရသည်အဲ့တဟာနဲ့အဲ့ဒီမြုပ်ကောင်းကောက်သမားတွေကငါ့စီကိုလာကြပြီး တင်ဘသူလဲဘယ်ကလာတလဲလို့မေးကြသည်ဒီတော့ငါကငါဟာရဝေးသားတယောက်ပါလို့ပြောပြီးငါဖြစ်ပြက်တွေ့ကြုံခဲ့ရတဲ့ဟာတွေကိုပြန်ပြောပြသည်ဒီတော့သူတို့ကအံ့ဩသွားပြီးအနို့အဲ့ဒီလူရင်းတွေလက်ထဲကတင်ဘလိုကြံပြီးလွတ်လာတလဲလို့မေးကြသည်ဒီတော့ငါကငါ့ဖော်ရီဖြစ်ရပုံနဲ့နောက်ဆုံးငါထွက်ပြေးလာခဲ့ပုံကိုပြန်ပြောပြသည် ြီးတော့သူတို့ကငါ့ကို သူတို့နားမှာအထိုင်ခိုင်းပြီးသူတို့မှာပါသည့်အစားအစာတွေကိုကျွေးသည်ငါလဲစာစာနဲ့ဝအောင်စားသည် နောက်ဆုံးသူတို့အလုပ်ပြီးတော့ငါ့ကို သူတို့ရှင်ဘရင်စီကို ခေါ်သွားကြသည် ရှင်ဘရင်စီရောက်တော့ငါကငါဖြစ်ပြက်များကို ရှင်ဘရင်ကိုလျှောက်သည်ဒီတော့ရှင်ဘရင်ကအံ့ဩပြီးငါ့ကိုစုချသည်ပြီးတော့ငါ့ကိုစားကောင်းတောက်ခွေတွေနဲ့ဧကန်သည်ငါလဲငါလိုရှိသလောက်စားပြီးမြို့ရဲကိုထွက်လာခဲ့သည် အဲ့ဒီမျိုးဟာအလွန်သားရပြီးအယောင်းဝယ်လဲအလွန်စီကားသည်အတဟာနဲ့ငါလဲမျိုးရဲလျှောက်ပြီးဟိုလျှောက်မိတ်ဆွေဖွဲ့သည်လျှောက်မိတ်ဆွေဖွဲ့လုပ်သည်နောက်ဆုံးကြတော့တမျိုးလုံးကပဲငါကိုခင်ကြမင်ကြသည်အဲ့ဒီမျိုးမှာထူးတဟာတစ်ခုကိုငါတွေ့သည်သူတို့စီမှာမြင်းကောင်းတွေတိတ်ပေါ်သည်လူတိုင်းလောက်လဲမြင်းစည်းကြသည်တဟာပေမဲ့မြင်းကုံးနီးမတက်ပဲဗလာစည်းကြသည်အဲ့တဟာနဲ့ငါကတနေ့တော့ရှင်ဘရင်ကိုလျှောက်သည် ိုအရှင်မင်းမြတ်အရှင်မင်းမြတ်ဒီအဘဲเจ้าမြင်းကို ကုန်းနှစ်တက်၍မစည်းပါသည်နီလို့ဒီတော့ရှင်ဘရင်ကနေပါအောင်ကုန်းကြီးဆိုတဟာပါလဲငါဖြင့်ဒီစကားကိုဒီတခါပဲကြားဘူးသည်လို့ပြောသည်ဒီတော့ဒီလိုဆိုရင်အရှင်မင်းကိုတတောင်းတတားစီးနိုင်စေရန်ငါကုန်းကြီးတစ်ခုလုပ်ပြီးဆက်ပါမည်လို့ငါကလျှောက်သည်ဒီတော့ရှင်ဘရင်ကအေးကောင်းသည်မမြန်လို့ဆက်လို့ပြောသည်ဒီတော့ငါက ဒီလိုဆိုရင်တစ်သားအနေငယ်နဲ့နေမာသည့်လက်သမားတယောက်သာရှာပေးပါလို့ဆိုသည် ပြီးတော့လက်သမားကိုငါကကုမ္ပဏီအောက်ခံပုံစံရေးပြပြီးအလုပ်ခိုင်းသည်ပြီးတော့အပေါ်ကလှုပ်ဆရာရှိတဲ့ဟာတွေကိုငါကအကုန်လုပ်ပေးသည်ပြီးတော့ကကြိုးတို့ဇက်တို့မေးတော့တို့ခြေနှင်းကြိုးတို့ပါဆောင်းအောင်ငါကလုပ်ပေးသည်ပြီးတော့မြင်းတော်တကောင်ကိုငါကကုန်းတက်ကကြိုးဆင်ပြီးပေးသည် ဒီတော့ရှင်ဘရင်ကအများကြီးသဘောကျသွားပြီးငါ့ကိုအတပြအမြောက်များစုချသည်ပြီးတော့နိုင်ရင်ဝင်ကြီးကတခါသူ့ကိုလည်းကုန်းကြီးလုပ်ပေးပါအောင်ဆိုလို့လုပ်ပေးရသည်ပြီးတော့မှုကြီးမကြီးတွေအကုန်လုံးကလည်းသူတို့အတွက်ကုန်းကြီးလိုချင်သည်ဆိုလို့လုပ်ပေးရသည်အဲ့တဟာနဲ့ငါလည်းအတော်ကိုစီးပွားဖြစ်နေသည်အဲ့ဒီလိုနေရင်းနဲ့တနေ့တော့ရှင်ဘရင်ကငါ့ကိုခေါ်ပြီးတင့်ကိုငါတို့သွေးသားလိုပဲချစ်ခင်သည်တင့်နဲ့ငါတို့မခွဲနိုင် အဲ့တဟာကြောင့်ငါအခုပြောတဟာကိုနားထောင်စီခြင်းသည်လို့ပြောသည်ဒီတော့ငါကအရှင်မိတ်နာခံပြီးသားဖြစ်ကြောင်းပါလို့ပြောသည်ဒီတော့ရှင်ဘရင်ကငါပြောခြင်းတဟာကတခြားမဟုတ်ပါဘူးတင့်ကိုယုံလဲချောဥစ္စာလဲပေါ်စိတ်တဘောလဲကောင်းအပြောဆိုလဲချိုသားသည့်မိမတယောက်နဲ့ထင်းများပေးခြင်းသည်ဆိုတာပါပဲဒီတော့မှသာတင်ဟာငါတို့ပြည်သားဖြစ်ပြီးငါတို့နဲ့မခွဲမခွာနေရမည် ေးများပြီးရင်သင်တို့ကိုငါနန်းတော်ထဲမှာခေါ်ထားမည်။ဘဲနယ်လဲငါစကားနားထောင်မည်မဟုတ်လားလို့မေးသည်။ဒီတော့ငါကအများကြီးရှက်သွားပြီးဘာမှပြန်မပြောဘူး။ဒီတော့ရှင်ဘရင်ကအိုသားတော်အဘယ်ကြောင့်ငါမေးသည်ကိုမဖြေတနည်းလို့ဆိုသည်။ဒီတော့ငါကငါသည်အရှင်မိတ်ပေးသည့်အတိုင်းနာခံရမည်သူဖြစ်ပါသည်လို့လျှောက်သည်။ဒီတော့ရှင်ဘရင်ကမြို့ဝင်ကိုခေါ်ပြီးမှုမျိုးမှန်မျိုးတွေကရုပ်ကလည်းချောဥစ္စာလည်းပေါ် အလွန်လဲလိမ္မာသည့်လုံမပြိုတယောက်နှင့်ငါကို ထိမ်းများပေးသည်ပြီးတော့ရှင်ဘရင်ကငါကိုအင်ကြီးတစ်ဆောင်ရဲကြီးကျုံအဆောင်ရောင်တွေရဲရိခါတော်ရဲပေးတော်မူသည်ဒီတော့ငါဟာဘာမှလိုလေသေးမရှိရအောင် စီးစိမ်ချမ်းသာနှင့်ပြည့်စုံသွားပြီငါတွေ့ခဲ့ရသည့်စည်ရဲပင်ပန်းမှုတွေကိုအမှတ်မရတော့ဘူးငါကလည်းငါမယားကိုချစ်သူကလည်းငါချစ်တဲ့လောက်ငါကိုချစ်တဲ့ဟာနှင့်ငါတို့လင်မယားဟာနှစ်ခုတစ်စိတ်ဖြစ်နေကြသည် အဲ့တဟာနဲ့ငါစိတ်ထဲကအောင့်မေ့သည်ငါတို့မျိုးကိုငါပြန်လေငါမရပါခေါ်သွားမည်လို့တဟာပေမဲ့ဒုညာကြီးမှာဖြစ်ဖို့ကျမရှိသည့်အတိုင်းဖြစ်ရမှာကြီးဖြစ်သည်ကျမကိုဘယ်သူမှတားမထားနိုင်ဘူးအဲ့တဟာနဲ့ငါတို့လင်မယားဟာပျော်ပျော်ရွှင်ရွှင်နေကြသည်အဲ့ဒီလိုနေကြတော့မှငါတို့အိမ်ကြီးချင်းတယောက်ရဲ့မယားတည်သွားသည်ဒီတော့အဲ့ဒီလူစီသွားပြီးငါကတရားနည်ဖြေဖို့ပြောပြသည် ။တဟာပေမဲ့သူကြည့်ရတဟာအင်မတန်ပူဆွေးနေပုံရသည်။အဲတဟာနဲ့တဟာလောက်တောင်မပူပါနဲ့မိတ်ဆွေတင့်မယားဟာအလားရှင်တနာတော်မူလို့ခေါ်သွားတဟာပဲ။တင့်ကိုလည်းအလားရှင်ကနောက်ထပ်သွားလေသူတင့်မယားထက်တာတိမယားရအောင် ဆောင်မတော်မူပါလိမ့်မည်။အင်းရှာလာလို့ငါကပြောသည်။တဟာပေမဲ့အဲ့ဒီသူကငါစကားကို နားမဝင်ပဲရှိုက်ကြီးတင်နေမှုပြီ။အိုးအဆွေငါသည်ယနေ့တနေ့ပဲနေရတော့မည်။ ။ဒီတော့ငါ့ကိုအလာရှင်ကဘယ်နဲ့လုတ်ပြီးမှလို့ဘယ်နဲ့လုတ်နောက်ထပ်မရတယောက်ရအောင် ဆောင်မတော်မူနိုင်တော့မှလဲလို့ပြောသည်။ဒီတော့ငါက"အိုမိတ်ဆွေတင်ဘလို့ပြောရသနည်း။တင်သည်ကြမ်းကြမ်းမာမာဝအဖြိုးနေသည့်လူတယောက်ဟာပဲ။တင်ဘယ်နဲ့လုတ်ပြီးနိုင်ပြီလဲလို့မေးသည်။ဒီတော့တခါအဲ့ဒီလူက"အိုးအဆွေတင်ငါကိုယနေ့တနေ့ပဲမြင်ရတော့မီ။မနှက်ဖြန်ခါဆိုရင်ငါကိုတင် တွေ့ရတော့မီမဟုတ်တော့ဘူးလို့ဆိုသည်။ ီတော့တခါငါကမဟုတ်ပါဘူးမိတ်ဆွေရဲ့ဘယ်နယ်ကြောင့်လဲလို့ပြောသည်ဒီတော့သူကဒီနေ့ငါမိမအလောင်းကိုမြုပ်တဟာနဲ့ကြပြိုင်နဲ့ငါ့ကိုပါရောပြီးမြုပ်ကြလိမ့်မည်ဒီရက်ကထုံးစံကတီလိုပဲမရသေးရင်လင်ကိုပါမြုပ်သည်လင်သေးရင်လည်းမရကိုပါမြုပ်သည်တဟာကြောင့်ဒီရက်မှာမိုးဆိုးဖို့ရေမိုးဆိုးမရေလို့မရှိဘူးလို့ပြောသည်ဒီတော့ငါကဖះရည တဲဆိုးတဲရုပ်တိထုံးစံပါလားလို့ညီးမိသည်ဒီအတွင်းမှာအရက်သေးကလူတွေကလည်းမရသေးသွားသည့်သူထံဝိုင်းလာကြပြီသူတို့လည်းစိတ်မကောင်းကြသည့်အကြောင်းကို ပြောကြသည်ပြီးတော့ငါအိမ်ကြီးချင်းနဲ့သူ့မယားလောင်းကိုအလောင်းစင်နဲ့တင်ပြီးမြို့ပြင်ကိုထမ်းထုတ်လာကြသည်အဲ့တဟာနဲ့ပင်လယ်ကမ်းနားမှာရှိသည့်တောင်ကိုရောက်သွားတော့ကျောက်တုံးကြီးနဲ့ပိတ်ထားသည့်အင်မတန်နဲ့တိတောင်ကောင်းကြီးကိုဖွင့်လိုက်ကြသည် ီးတော့တေသွားသည့်မိမရဲ့အလောင်းကိုအဲ့ဒီတောင်ကောင်းကြီးထဲကိုပစ်ချလိုက်ကြသည်ပြီးတော့မှတခါတေသူမိမရဲ့လင်ကိုဂျိုင်းကနေကျိုးနဲ့တိုင်းပြီးတောင်ကောင်းကြီးထဲကိုချကြသည်ပြီးတော့တခါအဲ့ဒီလူစားဖို့တောက်ဖို့အစာနဲ့ရေကိုချပေးကြသည်အဲ့ဒီလူကိုတောင်ကောင်းထဲချပြီးတော့တောင်ကောင်းဝကိုအပေါ်ကကြောက်တုံးကြီးနဲ့ပိတ်ပြီးအရက်သေးကလူတွေအိမ်ပြန်လာကြသည် ဒီတော့ငါလဲစိတ်မကောင်းတဟာနဲ့ရှင်ဘရင်ရှေ့တော်ဝင်ပြီးအိုအရှင်မင်းမြတ်အဘယ်ကြောင့်လူရှင်ကို လူသေးနေရောပြီးမြုပ်နှံရပါသနည်းလို့မေးသည်ဒီတော့ရှင်ဘရင်ကအိုစင်တပ်ဘတ်တဟာကတော့ငါတို့ဘိုးဘွားဘီဘင်းကစင်တက်လာသည့်ထုံးစံမှုမြုပ်နှံရသည်ဒီတော့မှသာလင်းနေမယားကိုတေမကွဲရှင်မကွာဖြစ်မည်မဟုတ်လို့ပြောသည်ဒီတော့ငါကတခါအိုမင်းမြတ် ခဲလို့ငါကဲတို့သောနိုင်ငံသားတယောက်ရဲ့မယားတည်လင်လဲဤတို့ပင်ပြုမီလောလို့မေးသည်ဒီတော့မှရှင်ဘရင်က နိုင်ငံသားကိုလည်းအခုလူကို လုံသည့်အတိုင်းပင်လုံမီလို့ပြောသည်အဲ့ဒါလို့ရှင်ဘရင်က ပြောသဟာကိုကြားရတော့ငါဖြင့်ယူကျင်တယ်လို့လို့ဖြစ်သွားသည်ပြီးတော့ငါစိတ်ထဲမှာလည်းငါကိုယ်တိုင်တောင်ကောင်းကြီးထဲရောက်နေရတယ်လို့ပဲအောက်မေ့ပြီးငါ့ကိုအရှင်လက်လက်မြုပ်မှာဆိုလို့ ငါအနေငါမရသေးမှာကိုပဲစိုးရိမ်နေသည်အဲ့တဟာနဲ့ငါလဲဟိုကျမဆိုတဟာတိနိုင်တဟာမျိုးမဟုတ်ပါဘူးငါကအရင်တည်ခြင်းလဲတည်မှာပဲမဟုတ်ရင်လဲငါမရမတည်ခင်ငါမျိုးငါပြန်ခြင်းလဲပြန်ရမှာပဲလို့ကြံပြီးဖြေနေရသည်ပြီးတော့ငါဟာငါစိတ်ပြောက်လက်ပြောက်ရှိအောင်ဟိုအလုံးလုံးလိုက်သည်အလုံးလုံးလိုက်လုံးနေရသည်အဲ့ဒီလိုလုံးနေလို့ တဲမကြခင်ပဲငါမယားဟာဘုံကနေဆို ကောက်ကောင်ငင်ကဖျားပြီးအလားရှင်ခေါ်ပါလေရောအဲ့ဒီတော့သူတို့မျိုးရွာထုံးစံရှိသည့်အတိုင်းရှင်ဘရင်ရောငါမိတ်ဆွေတွေရောငါစီလာပြီးတေသွားသူငါမယားအတွက်ရောငါအတွက်ရောစိတ်မကောင်းကြောင်ပြောကြသည် ြီးတော့ရထဲရွာတဲကမိမတွေကငါမရအလောင်းကိုရေချိုးပေးပြီးသူဝင်နေကြဖြစ်သည့်အဖိုးထိုက်အဖိုးတန်ပတိလက်ောက်နှဒောင်းဗရက်တွေကိုဝစ်ဆင်ပေးကြသည်ပြီးတော့အလောင်းကိုငါပြောသည့်တောင်ကောင်းကြီးရဲ့ယူသွားပြီးပြစ်ချကြသည်ပြီးတော့ငါမရဘက်ကဆွေမျိုးတွေနဲ့ငါမိတ်ဆွေတွေကဝန်နေပန်နေငါကိုနောက်ဆုံးနှုတ်ဆက်ခြင်းဖြင့်နှုတ်ဆက်ပြီးတရားနှစ်ဖြေဖို့ပြောကြသည်ပြီးတော့ငါလဲရှိုက်ကြီးတင်ငင်မူပြီးအရက်ကယူ တင်တို့ထုံးစံကိုငါမကြိုက်ဘူးဒီလိုမှန်းအစကငါတိရင်တင်တို့စီမှာငါမရမယူပါဘူးလူအရှင်ကိုအသေးနှစ်ရောပြီးမြုပ်သည်ဆိုတဟာကို အလာအရှင်ကလည်းခွင့်ပြုတော်မမူဘူးလို့ပြောသည်တဟာပေမဲ့သူတို့ကငါပြောတဟာကိုဂယုမဆိုင်ပဲနောက်ကို အတင်းကိုင်းကျိုးနဲ့ချီပြီးသူတို့ထုံးစံရှိသည့်အတိုင်းငါစားဖို့မုံတုံးရှက်နဲ့ငါတောက်ဖို့ရေတကောင်းတစ်လုံးထဲမှာရေပြည့်ထည့်ပြီးငါ့ကိုတောင်ကောင်းထဲကိုကျိုးနဲ့ချီချလိုက်ကြသည် ်ငါအောက်ကိုရောက်သွားတော့သူတို့ကကြိုးကိုဖြေပြီးလှုပ်လိုက်ဖို့အပေါ်ကနေအော်ကြသည်ဒီတော့ငါကလည်းမုံမုံနဲ့ကြိုးကိုဖြေမလွတ်လိုက်ဘူးအဲ့တဟာနဲ့သူတို့ကကြိုးကိုငါကောင်းပေါ်လှုပ်ချလိုက်ပြီးတံကောင်းဝါကိုကြောက်တုံးကြီးနဲ့ပိတ်ပြီးပြန်သွားကြသည်အဲ့ဒီတံကောင်းကြီးထဲမှာလူသေးကောင်းတွေအများကြီးရှိသည်ပုတ်စော်နန်လိုက်တဟာကလည်းမပြောပါနဲ့တော့ပြီးတော့မတေကြသေးသည့်လူတွေရဲ့ညီးတံတွေကလည်းစူညံနေတဟာပဲ ဒီတော့ငါကငါဒီလိုဖြစ်ရတဟာသူများအပြစ်မဟုတ်ဘူးငါအပြစ်ပဲလို့အောက်မေ့ပြီးငါကငါပဲအပြစ်တင်မိသည်ပြီးတော့မွတ်စလင်ပြည်ပြည်ဒေသအခါမှာအလောင်းကိုရေချိုးပြီးပိတ်ဖြူနှင်းမှပလိုက်ရတော့မီမဟုတ်သည့်အတွက်လဲငါဟာအထူးပဲဝမ်းနေမိသည်ပြီးတော့တောင်ကောင်းကြီးထဲမှာမှောင်နှုံးလို့နင်းနေညကိုခွဲခြားလို့မရဘူးအဲ့တဟာနဲ့ငါလဲအလာရှင်ကိုတပြီးအယိုးပုံတစ်ခုပေါ်လဲထိုင်လိုက်သည်ပြီးတော့ငါကငါမြ мян သေးပါစေလို့ဆုတောင်းသည် ။တဟာပေမဲ့အစာစားချိန်ကျတော့လေငါဝမ်းကစာလာတဟာနဲ့ငါမှာပါလာသည့်မုံကလေးကိုတကိုက်ကိုက်ပြီးရေကလေးတငုံလောက်နဲ့ကြိုက်ချလိုက်သည်။ပြီးတော့ငါလည်းမအိတ်နိုင်တဟာနဲ့တောင်ကောင်းကြီးရဲကိုရှောက်ပြီးကြည်သည်။တောင်ကောင်းကြီးရဲမှာအနှစ်နှစ်အလားလားကလူသေးကောင်တွေရဲ့အရိုးတွေဟာလည်းပုံနေသည်။ ပြီးတော့တောင်ကောင်းကြီးရဲ့ဘေးဘက်တွေမှာကဂလိုင်လေးတွေရှိတဲ့ဟာကိုလည်းတွေ့သည်အဲ့တဟာနဲ့ငါလည်းဂလိုင်လေးတစ်ခုထဲမှာနေရာထိုင်ခင်းလုပ်ပြီးနေသည်အဲ့ဒလိုနဲ့ရက်တွေအတော်ကြာသွားတော့ငါမှပါလာသည့်အစာလဲကုန်ခါနီးသွားသည်အဲ့ဒလိုသာကုန်ခါနီးသည်တကယ်ဆိုတော့ငါဟာနေတိုင်းနေတိုင်းမှန်မှန်အစာစားတဟာမဟုတ်ဘူး ငါမသေးခင်အစာကုံသွားမှာဆိုလို့တရက်ချားတစ်ခါနှစ်ရက်ချားတစ်ခါဆိုသလို အစာလေးတစ်ခိုင်းလောက်ကိုက်လိုက်အာချောက်ပြေအောင်ရေကလေးတငုံလောက်သာစားကဟာတောက်တဟာဒီအတွင်းမှာလဲငါ့ကို အလာရှင်ကကဲတော်မူခြင်းကဲအုံးမှာပဲဆိုပြီးတမျော်လင့်နဲ့မျော်လင့်လျက်ပဲအဲ့ဒီလိုနေတော့တနေ့တော့တောင်ကောင်းကြီးကိုပိတ်ထားသည့်ကြောက်တုံးကြီးပွင့်သွားပြီးအလင်းရောင်တွေ တောင်ကောင်းကြီးထဲတိုးဝင်လာသည်ဒီတော့ငါကအင်းလူသေးတလောင်းနဲ့လူရှင်တယောက်တော့လာပြန်ပြီးချင်းသည်လို့အောက်မေ့လိုက်သည် အဲ့ဒီလိုအောင်မေ့သည့်အတိုင်းပဲအပေါ်ကယောက်ျားအလောင်းတစ်ခုကျလာသည်ပြီးတော့အဲ့ဒီအလောင်းရဲ့နောက်ကထက်ချက်မိမအရှင်တယောက်လည်းဂျိုဒန်လန်းနဲ့ကျလာသည်အဲ့ဒီမိမမှာခါတိုင်းလူရှင်တွေနဲ့မတူပဲအစားအသောက်တော်တော်များများကလေးပါလာသည်အဲ့ဒီမိမဟာအတော်ချောသည်ငါကသူ့ကိုမြင်သည်သူကတော့ငါကိုမမြင်ဘူးအဲ့တဟာနဲ့ငါကလူပေါင်ယိုးကြီးတစ်ချောင်းောက်ပြီးအဲ့ဒီမိမရဲ့ထိတ်ကိုတအားရိုက်လိုက်သည် ပြီးတော့မိမလည်းတစ်ချက်တည်းអော်ပြီးလဲကြသွားသည်ပြီးတော့ငါကနှစ်ချက်သုံးချက်ဆင်းရိုက်လိုက်တဟာနဲ့တည်သွားသည်ပြီးတော့သူ့မှာပါလာသည့်အစာနဲ့ရေကိုငါယူသည်ပြီးတော့သူ့မှာဝစ်လာသည့်ပတိလက်ကောက်တွေကိုလည်းငါဖြုတ်ယူသည်ပြီးတော့သူ့စီမရသည့်မုံနှိရေကိုငါနေသည့်ဂလိုင်းကလေးထဲယူပြီးတင်ထားသည်ပြီးတော့ငါဟာအဲ့ဒီအစားစာနဲ့ရေကိုချစ်ချုံနိုင်တဲ့မြချစ်ချုံပြီးစားသည်တောက်သည်အဲ့ဒါလိုနှင့်ပဲငါဟာ တောင်ကောင်းထိပ်ကကြကြလာသည့်လူရှင်တွေကိုတတ်တက်ပြီးသူတို့မှာပါလာသည့်အစာနှင့်ရေကိုရောရွှေငွေပစ္စည်းကိုရောယူယူပြီးနေလိုက်တဟာရက်တွေလတွေတောင်အတော်ကြီးကြာသွားသည်ဒီတွင်းမှာငါဟာအလားရှင်ကိုတော့တနည်းမှမမေ့ဘူးအဲ့တဟာနဲ့တနည်းတော့ငါအိတ်တုံးမှာတောင်ကောင်းကြီးရဲ့ချောင်းတချောင်းဘက်စီက လူသေးကောင်းတွေကြားထဲမှာကုတ်တန်ချစ်တန်မြေကြီးကိုရက်တန်လိုကြသည်ဒီတော့အင်းဒီအတန်နဲ့ထူးခြားလိုက်ပါပြီဘာတန်များပါလိမ့်လို့အောက်မေ့သည် အဲ့တဟာနဲ့ငါလဲလူရိုးတစ်ခုကောက်ကင်ပြီးအတန်ကြားသည့်ဘက်ကိုလိုက်သွားသည်ဒီတော့ဘာကောင်မှန်းမသိရသည့်အကောင်တကောင်ဟာတောင်ကောင်းအတွင်းဘက်ဝင်ပြေးသည်နောက်တော့မှတောခွေးတကောင်ဖြစ်နေတဲ့ဟာကိုငါတွေ့ရသည်အဲ့တဟာနဲ့ငါလဲအဲ့ဒီတောခွေးပြေးသည့်ဘက်ကိုနောက်ကကောက်ကောက်ပါအောင်လိုက်သွားသည်တောင်ကောင်းရဲ့အစွန်းဘက်ရောက်သွားတော့မိုးပေါ်ကကျဲလောက်ကလေးရှိသည့်အလင်းရောင်ကလေးကိုမြင်ရသည်။အဲ့ဒီအလင်းရောင်ကလေးကလည်းပျောက်သွားလိုက်ပေါ်လာလိုက်ပဲ။ ီးတော့အဲ့ဒီအလင်းရောင်ကလေးနာနီးသွားတော့အဲ့ဒီအလင်းရောင်ကလေးကပိုကြီးပြီးပိုလင်းလာသည်နောက်ဆုံးကြတော့မှတောင်ကောင်းရဲ့အပြင်နှင့်ဆက်နေသည့်ပကြားအဖြစ်နေတဲ့ဟာကိုတွေ့ရသည်အဲ့တဟာနဲ့ငါလဲအဲ့ဒီပကြားအထဲကို တိုးပြီးထွက်သွားတော့အိုးငါပြောကောင်းတော့မလဲဆိုတောင်ကောင်းကြီးရဲ့အပြင်ဘက်ကို တခါရဲရောက်သွားတဲ့ဟာပဲဒီတော့ငါလဲတေပြီးသားအခြေအနေကပြန်ပြီးရှင်ရတယ်လို့ဖြစ်တော့ဝမ်းတာလိုက်တဲ့ဟာမပြောပါနဲ့တော့ အဲ့တဟာနဲ့ငါလဲအလားအရှင်ရဲ့ဂုံကျေးဇူးတော်များဟာအတိုင်းအဆမရှိပါကလားလို့အောက်မေ့မိသည်အဲ့ဒီပကြအပ်အပေါက်ဟာမြို့နဲ့တောင်ကြီးတစ်ခုလုံးချားနေလို့မြို့ကလူတွေတယောက်မှမမြင်နိုင်ဘူးဒီတော့ငါအသက်ရှင်ဖို့ဟာလဲတခါတည်းတေချာသွားသည်ဟာပေမဲ့ငါဟာတခါတည်းအရင်ကိုထွက်မသွားသေးပဲနဲ့တောင်ကောင်းကြီးရဲ့အပြန်ဝင်သွားပြီးငါစုဆောင်းထားသည့်အစာတို့ရေတို့ရဲ့ပြီးတော့ရွှေငွေရတနာတွေရဲ့အကုန်လုံးထုတ်ပိုးလိုက်သေးသည် ပြီးတော့လူသေးတွေဝတ်ထားသည့်အဝတ်ကောင်းအထည်ကောင်းမှန်သမျှကိုလည်းငါအကုန်ချွတ်ယူသည်အဲ့ဒီပစ္စည်းတွေကိုလူသေးကောင်းကျက်စီးသည့်အဝတ်တွေနဲ့ချစ်ချစ်ပါအောင်ထုတ်ပြီးတောင်ကောင်းကြီးအပြင်ဘက်တနေရာမှာငါထားသည်အဲ့ဒီတောင်ကောင်းကြီးအပြင်ဘက်ငါထွက်သည့်ပကြားအပ်ဘက်ကလည်းနေရာကောင်းပဲပင်လယ်နှင့်ကပ်နေသည်အဲ့တဟာနှင့်ငါလည်းအင်းရှာလာအလားရှင်ဟာငါ့ကိုမတော်မူမီဆိုရင်ပင်လယ်ထဲကတင်းမောတစင်းစင်းလာမှာပဲလို့အောက်မေ့ပြီးပျော်ရွှင်နေသည် ပြီးတော့ငါဟာတောင်ကောင်းကြီးထဲဝင်ဝင်ပြီးမตาချလာသည့်အခါတိုင်းအခါတိုင်းအသက်ရှင်သည့်လူပါလာသည်မယောက်ျားရဲ့မိန်းမရဲ့မရွေးဘူးအကုန်လုံးရိုက်တက်ပြီးသူတို့မှာပါလာသည့်အစာနှင့်အဝတ်တန်စာတွေကိုအကုန်ယူယူပြီးကမ်းနားငါနေသည့်နေရာကိုယူယူလာသည်အဲ့ဒီလိုနှင့်ပဲရက်တွေလာတွေအတော်ကြာသွားတော့ပင်လေရဲကတင်းမောတစင်းလွှင့်လာတဟာကိုတွေ့ရသည်အဲ့တဟာနှင့်ငါလဲအင်းငါ့ကိုတော့ဖြင့်အလာရှင်မပြီဟာလို့အောက်မေ့ပြီး အစိုးစဖြူဖြူတစ်ခုကို တုတ်တချောင်းမှာခြေကမ်းမားကိုပြေးပြီးတင်မောသားတွေမြင်အောင်ဝေးဝေးပြသည်ပြီးတော့ငါပါဇက်ကလည်းသူတို့ကြောင်းအောင်အကျယ်ကြီးអော်ခေါ်သည်အဲ့တဟာနဲ့တင်မောသားတွေကလေကလေးတစ်စင်၅စီကိုလှုပ်လိုက်ကြသည်အဲ့ဒီလေကလေးကမ်းနားကိုရောက်တော့ပါလာသည့်တင်မောသားတွေကတင်ပဲသူလဲဘယ်နည်းနဲ့တင်သည်တောင်ပေါ်ကို ရောက်နေတယ်လဲငါတို့အသက်နှစ်တည်းမြတီတောင်ပေါ်မှာလူတယောက်မှမတွေ့ဘူးလို့ပြောကြသည် တီတော့ငါကငါဟာလူကောင်းတစ်ယောက်ပါ ကုံသွေးရင်းနဲ့စင်းရဲ့အမျိုးမျိုးတွေ့ပြီးဒီနေရာကိုရောက်လာရသဟာပါလို့ပြောသည်ပြီးတော့ငါကဖြစ်ပျက်တွေ့ကြုံခဲ့ရသဟာတွေကိုပြောပြသည်ဒီတော့မှတင်မောသားတွေကငါထုတ်ပိုးတွေအကုန်နဲ့ဖေးကလေးပေါ်တင်ပြီးငါကိုခေါ်သွားကြသည်တင်မောပေါ်ရောက်တော့ကပီတန်ကလည်းဒီလူသူမင်းကြီးတော်ကြီးခေါင်ခေါင်နဲ့တင်မလို့ရောက်လာတယ်လို့မေးသည် ီတော့ငါကတင်မောသားတွေကိုပြောပြသည့်အတိုင်းကပီတန်ကိုပြန်ပြီးပြောပြသည်။တဟာပေမဲ့မတော်တဆငါမရရဲ့မြို့ကလူများတင်မောပေါ်ပါလာလို့ပါလာညာ။ငါကိုတောင်ကောင်းကြီးထဲမှာအရှင်လက်လက်မြုပ်လိုက်ကြသည့်အကြောင်းကိုတော့မပြောဘဲနဲ့ခြံထားသည်။ပြီးတော့ငါမှာပါလာသည့်အဖိုးတန်ဆုံးကြောင်းမြေရနာများကို ကပီတန်ကိုလက်ဆောင်ပေးရင်းငါကကပီတန်ကိုပြောသည်။"အိုးအရှင်"ငါမှာအရှင်ကယ်သည့်အသက်ပဲရှိပါသည်။ တဟာကြောင့်အရှင်ဂျေဇုကိုဆက်လိုလိုဒီပစ္စည်းများကိုတင်အားပေးပါသည်လို့ပြောသည်ပြီးတော့ကပီတန်ကငါတို့ဟာအလားရှင်ကိုရိုးသေးမြေနိုးသည့်အတွက်တင်းမောပြက်ပြီးစင်းရဲပင်ပန်းနေသည့်သူတယောက်ယောက်တွေ့လျင်သူ့အသက်ကိုကယ်ပြီးငါတို့မှရှိသည့်အစားအစာများကိုကျွေးအဝတ်ထည်များကိုပေးပြီးစိတ်ကမ်းမြို့ကို ရောက်သည့်အခါကျတော့လေငါတို့၏အတပြားနှင့် ထိုက်တင်သည့်လက်ဆောင်တွေကိုပေးပြီးလှုပ်လေရှိသည် အဲ့တဟာကြောင့်တင်ပေးသည့်လက်ဆောင်များကိုငါတို့လက်မခံဘူးလို့ပြောပြီးငါပေးသည့်လက်ဆောင်များကိုပြန်ပေးသည်အဲ့တဟာနှင့်ငါလဲကပီတန်ကိုစည်ရင်ချင်းกินပြီးအသက်တရာကျော်ရှိပါစေလို့ဆုတောင်းပြီးတင်မောပေါ်မှာသူတို့နဲ့အတူလိုက်ခဲ့သည်အဲ့ဒီတင်မောဟာစိတ်ကမ်းမျိုးမျိုးကိုရှောက်ဝင်ပြီးအိန္ဒိယပြည်နာကကျွန်းတကျွန်းကိုရောက်သွားသည်အဲ့ဒီကျွန်းမှာပရုတ်တွေဘောတဟာနှင့်ငါလဲပရုတ်များကိုဝယ်ပြီးတင်ခဲ့သည် အဲ့ဒါလို့နဲ့ငါတို့တင်းမောဟာနောက်ဆုံးကြတော့ဘတ်တော်လာမျိုးကိုပြန်ရောက်လာသည်တဟာနဲ့ငါလည်းဘတ်တော်လာမျိုးမှာအရင်ကလိုပဲ၄၅ရက်နေပြီးငါတို့ဘဂရန်မျိုးကိုပြန်ခဲ့သည်ဘဂရန်မျိုးကိုရောက်တော့ငါဆွေမျိုးတွေငါမိဆွေတွေက ဝိုင်းပြီးဝမ်းသာအားရကြိုကြသည်ပြီးတော့ငါမှပစ္စည်းတွေအများကြီးပါလာတဟာနဲ့ငါလဲငူဆိုးမတွေမိတက်ဆုံးဖတ်တက်ဆုံးကလေးတွေတူတော်သူကောင်းတွေပါမကြမ်းကြီးကျယ်ပေးကမ်းကျွေးမွေးမှုလုပ်ပြီး ြီးတော့ငါကြုံတွေ့ခဲ့သမျှစီးရဲချင်းတွေကိုငါမေ့သွားပြီးရခင်ကလိုပျော်ပျော်ရွှင်ရွှင်ကြီးနဲ့စီးစိမ်မျိုးမျိုးကိုခံပြီးနေသည် အခုပြောတဟာဟာငါရဲ့လေးချိန်မြောက်ပင်လေခီးစင်ပဲတင်တို့နားထောင်ခြင်းသေးလျင်ငါချိန်မြောက်ငါရဲ့ခီးစင်ကိုမနှက်ပြန်ထားကြလျင်ငါပြောဦးမည်ငါငါးချိန်မြောက်ခီးစဉ်ကအရင်ခီးစဉ်လေးခုထက်ပဲအံ့ဩစရာကောင်းသေးသည်လို့ရေစင်တစ်ဘက်ကပြောပြတာတဲ့ ြီးတော့ရေစင်တစ်ပတ်ကကုန်းစင်တစ်ပတ်နဲ့တခြားမိတ်ဆွေတွေကိုညစာစပွဲကြီးတီးပြီးကြွေးသည်ပြီးတော့ရေစင်တစ်ပတ်ကကုန်းစင်တစ်ပတ်ကို ရွှေတင်သားပြားရီတရားလက်ဆောင်ပေးပြီးလွတ်လိုက်သည်ပြီးတော့ကုန်းစင်တစ်ပတ်က ရေစင်တစ်ပတ်ကိုအံ့ဩရင်းရွှေတင်သားပြားရီတရားကို ယူပြီးသူ့အိမ်ပြန်ပြီးအိတ်သည် နောက်နေ့မိုးလင်းတော့ကုန်းစင်တစ်ပတ်ဟာရေစင်တစ်ပတ်အိမ်ကိုအစောကြီးထလာပြန်သည် ရေစင်တစ်ပတ်ကလည်းခါတိုင်းလိုပဲပြူပြူငါငါစီးကြိုပြီးခါတိုင်းလိုပဲစားကောင်းတောက်ကောင်းတွေကျွေးပြန်သည်ပြီးတော့ရေစင်တစ်ပတ်ကသူ့ရဲ့ငါးချိန်မြောက်ပင်လယ်ခရီးစဉ်ကိုပြောပြပြန်သည်တဲ့